2015ခုနှစ်ရွေးကောက်ပွဲလွတ်လပ်များတာရေးဖွဲ့စည်းပုံ ပြင်ဆင်ရေးဖက်ဒရယ်ပြည်ထောင်စုအရေးပူးပေါင်းလှုပ်ဆောင်မှု NLD နဲ့88မျိုးဆက်ငင်းငိမ့်နဲ့ပွင့်လင်းလူအဖွဲ့စည်းကနိုင်ငံရေးပူးတဲ့ညင်ညာချက်ထုတ်ပြန်ခဲ့ပါတယ်။ညင်ညာချက်သတင်းစာရှင်းလင်းပွဲကိုရွှေကုန်းတိုင်းရုံးကျုံမှာမေလ29ရက်နေ့ကပြုလုပ်ခဲ့ပြီးဦးမင်းကိုနိုင်ကဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုလက်မလျှော့ဘဲအကြမ်းမဖက်တဲ့နည်းနဲ့ဆက်လက်အကောင်အထည်ဖော်မယ်လို့သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့တာပါ။ကျွန်တော်တို့ပြင်ဆင်တဲ့လူတွေဘက်ကဒဏ္ဍာရီအရမရှိဘူး။ အမှန်တရားတခုလည်းဥပ္ပဇောက်အောင်ပြုပြီးတော့ဆုစားတာအဲ့တော့ကျွန်တော်တို့ကပြည့်ရက်ချစ်ပြတ်မခံဘူးကျွန်တော်တို့လက်မလျှော့ဘူးအခုကကလာပိုင်းမှာတမန်ကြီးတခုလုံးနဲ့ပြောကြတာဆိုရင်လာပိုင်းအတွင်းမှာအကောင့်ပြမပေါ်ရခေါင်းလားဆိုပြီးတော့တက်ပြက်သွားလို့ဆိုတော့ကျွန်တော်သဘောမရှိဘူးကျွန်တော်တို့ဆက်ပြီးတော့ကယ်ရီလုပ်မယ်ဒါကိုကျွန်တော်တို့တလေးတစားနဲ့မရတော့အောင်ကျွန်တော်သွားမယ်သွားတဲ့နေ့ရက်တည်းတစ်ဖက်မှာကျွန်တော်တို့ပြောရပြီကျွန်တော်တို့အကြမ်းမဖက်တဲ့ဒီကိုလည်းတွေးရတယ်အများပြည်သူလိုက်နိုင်တဲ့ဒန်းစင်ကိုလည်းချရတယ် အဲ့ဒါတော့ဘို့လို့အချိန်ယူတယ်ဒါပေမဲ့ကျွန်တော်ကအချိန်နှောင်းအောင်တော့ကျွန်တော်တို့ဖြင့်ပေးလေးလာနေမှာမဟုတ်ပါဘူးပြည်ခဲ့ရွေးကောက်ပွဲတွေနဲ့နိုင်ရှင်တော့ပုံမလွတ်လပ်များတောက်အောင်လှုပ်ဆောင်မယ်လို့ယူဆရပေမဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာဒီမိုကရေစီစံနှုန်းမရှိပဲပုံမှန်436လိုမျိုးချုပ်ကန့်ထားတဲ့အချက်လက်တွေပါဝင်နေတာကြောင့်မျှတမှုမရှိတဲ့ရလက်တွေပဲထွက်ပေါ်မယ်လို့ NLD နိုင်ငံကဦးတင်ဦးကပြောပါရတယ်။ ယောဂဘောရပါတယ်လို့တို့တရားမျှတအောင်ကြိုးစားပြီးတော့လုပ်မှာပေါ့နော်အရင်ယောဂဘောတွေစာရင်တော့မျှတအောင်တော့တို့လုပ်လုပ်ပြပါပဲသို့တော့ဒီဖွေးလေးပုံခြေကမြန်မာပါတဲ့အချက်လက်တွေကိုအတိုက်အသူကလောက်တာဖြစ်နေတယ်ဒီပါတဲ့အချက်လက်တွေကဒီမော်ဒယ်ကြီးကြလာလားဆိုတော့ဒီမော်ဒယ်ကြီးမကြအောင်အဲ့တော့ထွက်လာတဲ့အောက်ကမှာတရားမျှတာလည်းအောက်ကမဟုတ်ဘူးဆိုတော့တော်တော်တွေ့လို့ရတယ်ဒါတော့အမှန်ကန်တယ် 2015ခုနှစ်ရွေးကောက်ပွဲကိုလာမယ့်နိုဝင်ဘာလပိုင်းမှာကျင်းပမယ်လို့ရွေးကောက်ပွဲကော်မရှင်ကကြေညာထားပါတယ်။2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် NLD ပါတီနဲ့88ပွင့်လူအဖွဲ့စည်းတို့2014ခုနှစ်ကတည်းကစတင်လုံဆော်ဆောင်ရွက်ခဲ့တာဖြစ်ပြီးပြည်သူ၅သန်းကျော်ရဲ့ထောက်ခံလက်မှတ်တွေကိုလည်းရရှိခဲ့ပေမဲ့အခုချိန်ထိတော့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခွင့်မရသေးပါဘူး။ဘူးရဲကြေညာချက်မှာတော့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုရွေးကောက်ပွဲနီလန်းအပါအဝင်လွှတ်တော်အတွင်းနဲ့ပြင်ပလှုပ်ရှားဆောင်ရွက်မှုတွေနဲ့ဆက်လက်ကြိုးပမ်းသွားမယ်လို့ဖော်ပြထားပါတယ်။ ဒါ့အပြင်ပြည်တွင်းငြိမ်းချမ်းဖော်ဆောင်ရမှာလဲဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဟာနိုင်ငံရေးဆန္ဒအပေါ်မူတည်ပြီးတိုင်းဒေသအင်အားစုတွေနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်းဖော်ပြထားပါတယ်။ကျွန်မခင်ဗျာပါပါရှင်။